ီးမားလိပွဲစဉ်29အာဆင်နယ်နဲ့ချဲစီလန်ဒန်ဒါဘီအာဆင်နယ်နဲ့ချဲစီတို့ကတော့ဒါလန်ဒန်ဒါဘီပရီးမီးယားလိပွဲစဉ်ဒုတိယအကြော်ဖြစ်ထပ်မံကြုံတွေ့ပါပြီပထမအကြော်မှာတော့ဒါချဲစီသင်းရဲ့ကွင်းမှာအာဆင်နယ်တို့ကတကိုးတကိုးတည်ကြခဲ့တယ် တကယ်ကိုကောင်းမွန်လို့တဲ့ကံချက်တွေနဲ့ပဲနှစ်သင်းစလုံးတည်ကြခဲ့ပြောလို့ရတယ်နောက်ဆုံးမိနစ်မှာအာဆင်နယ်တို့အနေနဲ့အနိုင်ကိုရဖို့တိတော်လေးမြင့်ဆက်ခဲ့တယ်ကို့အသင်မို့လို့ပြောတာမဟုတ်ဘူး trosset ကကံချက်သာ မထီခဲ့ရင်ခါရဘက်ဂျားတဲ့နေပိတ်သွင်းလို့ရတယ်ဒါပေမဲ့ထရော့ဆက်ကန်တာကလည်းဂိုးပေါင်းမတည့်ခဲ့သလိုနောက်ကထပ်ပြီးပိတ်သွင်းမဲ့လူဒန်းတောက်လျှောက် ကိုမရခဲ့ဘူးဗောလေကဲဒါတော့ပြီးသွားခဲ့ကိစ္စကြီးထားလိုက်တော့အခုနီးပြအန်ဆိုမာရက်စကာလက်ထက်မှာဒုတိယအကြိမ်ထပ်မံရင်ဆိုင်တွေ့ရမှာဒီနေ့ညမလ16ရက်နေ့ည8နာရီ PM အချိန်မှာဒါအာဆင်နယ်တို့ကတော့အမ်ဘရစ်စတေဒီယမ်မှာချယ်ဆီကိုအက်ခံကစားသွားမှာပါကွင်းလန်တိုင်းကတော့ခရစ်ကာဗနာအာဆင်နယ်အသင်းကစားသမားဒီကလန်ရိုက်ကိုဒါနှစ်ဝါတနည်းနဲ့ထုတ်ခဲ့တဲ့ဒိုင်းလို့ပြောလို့ရတယ်ပြီးတော့ Brighton ပွဲစဉ်ပြီးတော့ဖူဟန်ပွဲစဉ်မှာကင်တွယ်ခဲ့ဦးတဲ့အတိုင်းတောက်ပေါ်လေဘွီယာနဲ့ပတ်သက်ပြီးတော့ဂျာရက်ဂီလက်စ်ကတာဝန်ယူသွားမှာပါလောဆယ်ဘွီယာရဲ့အကြောင်းတွေမကြခဏပြောနေရအောင်ပါပဲစင်မီအော်တိုမက်တစ်နည်းပညာတွေစပြီးလုပ်ပြီဆိုရင်တော့ဒီတိုင်းဒီအကြောင်းအကျုံသိပ်မပြောလဲရပါပြီကဲပထမအကြောကတော့ဝမ်ဝမ်တည်ကြထားတယ်အာဆင်နယ်ကတော့လက်ရှိအချိန်မှာအဆင့်နှင့် ချဲစီကတော့အဆင့်၄မှာရှိတယ်6မှတ်တော့ကွာဟထားတယ်အာဆင်နယ်ရဲ့ချဲစီကဒီပွဲစကအသက်တမျှအရေးပါတယ်အာဆင်နယ်တင်းနဲ့လီဗာပူးကိုပရက်ရှာပေးဖို့ထပ်ဆိုင်ရင်တကယ် reality ကသူ့အောက်က Northern Force ချဲစီ Manchester City တို့ကိုပြန်ပြီးကြီးရမယ်နေတာဖြစ်သွားပြီအောက်ကအသေးနဲ့ကကိုယ်ကိုဆွဲမချနိုင်အောင်ရမ်းမဲ့ တက်နိုင်တယ်လောက်ဟထားဖို့လိုအပ်တယ်။အပေါ်ကလစ်ပါဘူးနေရအမှတ်ကတော်တော်လေးဟနေသလိုအောက်ကအသေးနဲ့အမှတ်ဟနေသေးရဆိုပေမဲ့ပေါ်ဆောက်လို့တော့မရဘူး။ဘာလို့လဲဆိုတော့ပွဲကအများကြီးကြံသေးတဲ့အထက်အဲဆိုချယ်ဆီကတော့အဝေးကွင်းရီကော့ရီယာဆိုတော့14ပွဲမှာ6ပွဲနိုင်3ပွဲတည်5ပွဲရှုံးထားတယ်။အာကြီးကတော့အိမ်ကွင်း73ပွဲမှာ10ပွဲနိုင်4ပွဲတည်2ပွဲပဲရှုံးထားတယ်။ဒါပေမဲ့တည်ရပွဲတွေများတာဗျ။ အာဆင်နီကတော့အင်ကွင်းမှာ73ပွဲမှာတော့နှစ်နှစ်မှတ်အထိစုဆောင်းထားနိုင်လို့ပြောလို့ရတယ်။အဲ့တော့ဒီပွဲစီကဘာကြောင့်စိတ်ဝင်စားဖို့ကောင်းလဲဆိုတော့အဆင့်1ကလီဗာပူးက29ပွဲကံပြီးရဲ့အချိန်မှာရမှတ်80စုဆောင်းထားနိုင်ခဲ့တယ်။အာဆင်နယ်ကဒုတိယနေရာမှာဆိုပေမဲ့တပွဲရော့ရမှတ်55မှတ်။အာဆင်နယ်နဲ့လီဗာပူးကြားထဲမှာအာဆင်နယ်ကတပွဲရော့နေပြီးတော့15မှတ်အထိကွာချက်ရှိဒါပေမဲ့အဆင့်1နေရာကိုခဏထားလိုက်။လက်ရှိအာဆင်နယ်အနေနဲ့အဆင့်3မှာရှိတဲ့ Northern Forest နဲ့က လေးမှတ်ပဲကွာရတယ်။ Chelsea နဲ့က6မှတ်ပဲကွာရတဲ့အနေထား။ Chelsea အနေထားကလည်းတစ်ချက်မှမှားလို့မရဘူး။ Manchester City နဲ့သူတို့အနေနဲ့ပွဲတူကို2မှတ်ပဲဟတာတယ်။ဒါကတော့ဒါစနေနေ့ညပွဲစဉ်တွေမပါမီရိုက်ထားတဲ့ဗီဒီယိုဖြစ်တဲ့အတွက်ဒီ record ပဲကျွန်တော်သိအောင်ပါဗောလေအဲ့တော့ Manchester City က48မှတ် Newcastle က48မှတ် Brighton က46မှတ် Aston Villa က45မှတ် Chelsea ကလည်းမှားလို့မရဘူး Chelsea မှတ်တာနဲ့1 2 4ပြင်ပါအောင်ထွက်သွားတော့မှာ အဲ့ဆိုအာဆင်နယ်အနေနဲ့ချဲစီကိုအနိုင်ကန်နိုင်မှပဲ1 2 4တွေမှာပို့ပြီးကျိန်းသိမ့်မယ်ပြောလို့ရတယ်ဒီပွဲစဉ်တော်တော်လေးရေးပါတယ်ဂဲတလုံးနဲ့ငှက်နှက်ကောင်ပြတဲ့နေသားပဲကိုလည်းချန်ပီယံလိဝင်ဝင်ရမယ်ချဲစီလည်းချန်ပီယံလိဝင်ဝင်ပြင်ပကိုရောက်သွားနိုင်လောက်တဲ့အနည်းဆုံးပြိုင်ဘက်ကိုမောင်းထုတ်နိုင်မယ်အခွင့်အရေးပဲချဲစီနေသားနေရလဲဒါအာဆင်နယ်ကိုအမရိတ်မှာရှင်ကန်မှုနိုင်တယ်မနိုင်ဘူးဆိုတာထက်သူတို့အနေနဲ့လည်းအကောင်းဆုံးလုံးမှာပဲအဲ့ဒီချက်ကိုတော့ကျွန်တော်ကြည့်ရမယ်ဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်တို့အားသာချက်အားနည်းချက်လေးပြောလိုက်ရအောင်အားသာချက်အနေထားဆိုရင်တော့အာဆင်နယ်အနေနဲ့ မာတီနယ်လီပြင်ပြီးပါလာတဲ့အနေထားပေါ့လေရှေ့ပွဲစဉ်တွေမှာလည်းဝန်ခံတာရှိပါတယ်အမာတီနယ်လီအနေနဲ့အဆုံးသက်ပိုင်းအားနည်းတဲ့ဘာညာဆိုပေမဲ့ပြိုင်ဘက်အနေနဲ့မာတီနယ်လီပါလာတဲ့အခါမှာသူတို့ဖူးဘက်တွေကိုတအားတက်မစော့ရဲဘူးဒါကမာတီနယ်လီရဲ့မြန်နှုံးမြင့် quick transition တွေမြန်နှုံးမြင့်ပြေးလွှားဟန်တွေနဲ့ speed အားပြုကစားသမားတို့ကိုထိမ့်ဖို့တဲ့သူတို့မှာ backup ဖူးဘက်ကစားသမားတွေခြံထားလိရှိတယ်ဒါမာတီနယ်လီပါလာနေတာမာတီနယ်လီပါလာတဲ့အတွက်ဘာတစ်ချက်ကောင်းသွားလဲဆိုတော့ Wanderi နဲ့ Trosset အပြင်မှာရွေးချယ်စရာတခုရှိသွားနေတာပဲ Starlin ရှေ့မှာဘလောက်ပဲခြေစမ်းပြခဲ့ရေပြောပြော PSU ရဲ့ပွဲမှာဘလောက်ပဲဖန်တီး ှုတွေလုပ်ခဲ့ပါတယ်ပြောပြောတကယ်ပရီးယားပရီးမီးယားလိမှာ reality အသုံးဝင်ပြီးတော့ speed အားပြုနိုင်တဲ့ martin lee ကတော့ဒါဦးစားပေးပွဲထွက်မဲ့အနေထားပေါ့လေအဲ့တော့ wandery နဲ့ထွက်ဆက်ပဲပေါ်ထွက်လာဖို့တော့များတယ်ဒါပေမဲ့ဒုတိယအိမ်မှာဝင်လာမဲ့မာတီနီလီရဲ့မြန်နှုံးမြင့်ရလေအသင်းအတွက်တစုံတရာ impact တော့ဖြစ်လာနိုင်တယ်၁၄ရက်နေ့မှာ conference league ကန်ထားတဲ့အာဆင်နယ်ကတော့၁၃ရက်နေ့က champion league ဒုတိယအကြော့အရေးမပါတဲ့ပွဲစဉ်ကိုအေးဆေးဆေးတရေကန်ကန်ထားတာတွေ့ရတယ် ချဲစီကတော့ဒါ conference league ကိုနောက်ဆင့်တက်သွားခဲ့ပြီးအဲ့ဘက်မှာပို့ပြီးအားထုတ်ခဲ့တာကိုတွေ့ရတယ်။ဟိုဒါအာဆင်နယ်အတွက်ဆိုရင်တော့အားသာချက်ပဲ။ဘာကြောင့်လဲဆိုတော့တစ်ဖက်မှာတော့ချဲစီတို့အနေနဲ့ပို့ပြီးတော့အားကုန်ထုတ်ပြီးကစားခဲ့ရတွေ့ရပေါ့လေ။ injury ရဆိုလို့ရှိရင်တော့ဒါ Nicolas Jackson, Mantuki, Gusto တို့လိုမျိုး ဒါကစားသမားတွေကတော့ဒဏ်ရနေရတွေ့ရတယ်။မနစ်ကတော့အိတ်ကွင်းမှာအာဆင်နယ်တို့ကတော့ငါးကိုးပြတ်နိုင်ထားတယ်။ဒါပေမဲ့ဒီယာတီမာတော့နီးပြအပြောင်းလဲဖြစ်သွားတာဖြစ်တဲ့အတွက်မနစ်ကရလက်ကိုတော့ကျွန်တော်တော့ပြောလို့မရတော့ဘူး။ပြီးတော့နောက်တစ်ချက်အာဆင်နယ်တို့မှာအသက်ကျရှိတာကပုံမှန်ပနတီကန်တဲ့ခါမှာပင်နိုင်ပနတီကန်သူဖြစ်တဲ့ခိုးပယ်မာကဒါလက်စတာနဲ့ပွဲစဉ်မှာပနတီလွဲချော်ထားခဲ့တယ်။အရှိယပွဲစဉ်ဒီမှာတောက်လျှောက်တရားခိုင်နှုန်းပနတီဝင်ထားတဲ့ကစားသမားတူဂျားထဲမှာပနတီလွဲချော်ထားဖြစ်တဲ့အတွက်ဒါပနတီနဲ့ပတ်သက်တော့နည်းနည်း ယုံကြည်မှုနည်းနည်းကျသွားနေတာပါရှိတယ်။ Chelsea မှာတကယ် reality ကကွင်းလေ foundation တသိန်းလုံးရဲ့တိုက်စစ်တန်ဖိုးအတင်ချောက်ကိုကောင်းကောင်းလုပ်ပေးနိုင်တဲ့ကစားသမားတီခိုးပယ်မှာပဲ။တစ်ဖက်ကဘာကြောင့်ကျွန်တော်တို့ Arsenal တင်းရဲ့အားနည်းချက်ကြောင်းပြောမယ်ဆိုလို့ရှိရင်တော့ဒါ Chelsea တင်းရဲ့အခုနောက်ပိုင်းအားရစရာကောင်းနေတဲ့ကွင်းလေအထိုင်းပဲ။အဲ့ဒါ Fernandez နဲ့ Kaiser တို့ကိုကွင်းလေအထိုင်းပုံစံမျိုးသူတို့တုံးသွားခဲ့တာ။ တော်တော်ကောင်းတယ်ဗျာတချို့ပွဲဒီမှာဆိုလို့ရှိရင်အဲ့ကွင်းလင်ထိုင်တော်တော်လေးကိုညင်းတယ်ပြီးမှအရှိမကိုးပယ်မှာကတော့ဒါအတက်ကင်လမ်းကြောင်းလေးကိုဖွင့်ပေးတဲ့သဘောမျိုးသွားတယ်ခရစ်စတိုဘာအန်ကွန်ကူနဲ့နတ်တိုတို့ကဒါတယောက်နဲ့တယောက်ကဇုံလိုတရှင်းလုပ်ပြီးဆော့ပါတခါကြရင်နတ်တိုကအထောင်ပုံစံပြထားပြီးမဲ့ခရစ်စတိုဘာအန်ကွန်ကူကဝင်ကားနေပြီးတော့အဲ့ဒီဒီပနတီဘောက်စ်တဲကိုတိုးဝင်တဲ့ပုံစံမျိုးအများဆုံးသုံးသွားတယ်သူတို့ကဆွစ်ချင်းပြီးဆော့သွားပုံစံမျိုးအဲ့တော့နက်တိုလာခရစ်စတိုဘာအန်ကူလာဆိုတာရောမမ်းမာကင်ကရဲ့နည်းနည်းလေးခတ်တယ် ူတို့ကချဲစီအသင်းကအဲ့ဒီခိုးပြတ်မှာနဲ့အဲ့ဒီနှစ်ယောက်နဲ့လင့်ကပ်တွဲဆော့တဲ့ပုံစံလေးတွေကမစိုးဘူးသူတို့ရဲ့ကစားသမားတချို့ဒဏ်ရာနေပြီပေါ့လေပြီးတော့ပရီးမီးယားလိနောက်ဆုံး9ပွဲမှာသူတို့က3ပွဲနိုင်2ပွဲရှုံးထားတယ်ဘီလာနဲ့ဘရိုက်တန်ကိုသူတို့ရှုံးထားခဲ့ခရစ္စတိုဘာအန်ကွန်ကူနေနဲ့ဆိုလို့ရှိရင်တော့ဒါ35ပွဲမှာ12ဂိုးသွင်းပြီးတော့9လုံးဖန်တီးထားတယ် ူကတော်တော်လေးတက်စစ်ဆုံးမှာအားရတယ်လို့ပြောလို့ရတယ်ပြီးတော့နောက်တစ်ချက်သတိထားမှာကလက်ရှိ Chelsea မှာဒီ fullback ကစားသမားကြီးတွေမှာဆိုရင် Matt Cook ရလာတော်တော်လေးကိုအလုပ်ဖြစ်တယ်အရင်တော့ဆိုလို့ရှိရင်တော့ဒါသူ့ရဲ့ backchain နေပြီးတော့စာကောင်ရောက်ထိမ့်ပြမဲ့ဘာညာနဲ့ဟို challenge ကောင်းကောင်းလုပ်ခဲ့တဲ့ player အခုဆိုလို့ရှိရင်လည်း Wanderi တို့ Martin Neu နဲ့ရင်ဆိုင်တွေ့ရဖို့ရှိတယ်အဓိကကိုယ့်ဘက်ကဝင်ကစားသမားကြီးတော်တော်လေးအလုပ်ဖြစ်ထားမှာသူ့ဖိထားလို့ရမှာအကယ်များဝင်ကစားသမားကြီးတိတ်ပြအလုံးမဖြစ်ဘူးကြောင်ပြောင်းနေဆိုရင်တော့ Matt Cook ရလာရဲ့ဒီ fullback โอเวอร์โหลดတွေကိုကျွန်တော်ပို့ပြီးဖြည့်ရှင်းရမယ်သဘောရှိပါတယ်ကုကူရဲလာတော်တော်လေးကိုမှ impact မြင်တာသူ့ကိုဟိုကျွန်တော်တို့တိုက်စစ်ဖိကစားထားပြီးတော့သူ့ရဲ့ဒီ full back position လက်ဘက် position မှာထားထားတာကအာဆင်နယ်တို့ဆိုပို့ပြီးတက်တောင့်တက်တာဖြစ်မယ်အကယ်များ Chelsea ကနေပြန်ပြီးဖိလာမျိုး quick transition တွေမှာမကူကူရဲလာရဲ့ခင်းပေးတဲ့ pass တွေကိုဒါလက်ခံရမယ်ဆိုရင်တော့အာဆင်နယ်အတွက်အဲ့ပွဲချင်းမိနစ်တွေကခက်ခဲသွားနိုင်ရွယ်ရှိတယ်။အဲ့တခုတော့သတိထားရမယ်။အဲ့တော့ လက်ရှိချယ်ဆီအသင်းရဲ့အခြားကစားသမားတွေဆိုင်ခရစ်စတိုဘာအန်ကိုကူခိုးပယ်မာမတ်ကူကူရလာဒီသုံးယောက်ကိုတော့တတိထားဖို့ရှိရယ်ပြီးတော့အေရီယာထိပ်ကနေကစ်ပါဝါကောက်ကောက်နဲ့ကန်လေးရှိတဲ့နတ်တိုကိုလည်းတတိထားဖို့ရှိရယ်အဲ့လို့ဆိုတော့ဒီနေ့ညပွဲမှာတော့ဒါအာဆင်နယ်အနေနဲ့လန်ဒန်ဒါကြီးပါချယ်ဆီကိုအနိုင်ခံဖို့တော့တော်တော်လေးကိုအရေးကြီးသွားပြီကျွန်တော်ပို့လို့တော့မရဘူး တစ်ချက်ပေါ်လာနေချက်စီက124တွေကနေပြန်ဆင်းတော့မှမဟုတ်သလိုအာဆင်နယ်အနေနဲ့လည်းဒီ124တွေမှာရှိတဲ့အောက်ကအဆင့်3လို့4လို့အသင်းနဲ့အမှတ်ကတ်သွားပြီဆိုရင်တော်တော်အန္တရာယ်များနေထားအခုအနေထားကအာဆင်နယ်အနေနဲ့ယာတီအစားတော်ကလိုမျိုးပွဲတိုင်းနိုင်နေတယ်ဆိုတဲ့ feeling ကနေပြီးတော့တည်ရဖြစ်နိုင်လို့တဲ့အနေထားနေအနိုင်ရှာပွဲမဲ့အနေထားဖြစ်သွားပြီ။ဘာကြောင့်လဲအာဆင်နယ်မှာထိတ်တန့်တိုက်စစ်ကစားမှမရှိတဲ့အတွက်အခုမာတီနယ်လီပြန်လာပြီဆိုပေမဲ့အာဆင်နယ်အသင်းရဲ့တိုက်စစ်ဆောင်က ကျွန်တော်တို့ဒီ family တိုက်ပုံစံမျိုးနဲ့ဂိုးရီရှောင်ပွင့်နေရတဲ့အနေအထားမှာပို့ပြီးတော့ smash ဖြစ်ဖို့တော့လိုအပ်တာပေါ့လေအဲ့ဒီအတွက်အာဆင်နယ်နည်းရတဲ့ chance ကနေဂိုးရီသွင်းဖို့လိုအပ်တယ်လို့လွယ်လွယ်ကူပဲဂိုးရီပြန်မပေးရဖို့တော့လိုအပ်တယ်ကျွန်တော်တချို့ post ဒီမှာတွေ့တာတော့အာဆင်နယ်စပါးနဲ့ပွဲစဉ်မှာရတဲ့ down gun ဘောကခေါင်းတိုက်ဘောကနေလွှဲရင်နောက်ပိုင်းမှာဂိုးမရတော်တော်ကြာပြီဆိုပြီးတော့တွေ့လာတယ်အဲ့ဒီတော့အာဆင်နယ်နည်း down gun ဘောတွေကနေပြီးတော့ဂိုးမရတဲ့ကိစ္စကိုလည်းဖြေရှင်းရမယ်တစ်ပိုင်းပေါ့လေစပီတွေကခုနောက်ပိုင်းနည်းနည်းအားနည်းလာတာတွေ့ရတယ် ဲ့ဆိုအာဆင်နယ်နေနဲ့ချဲစီကိုအနိုင်ခံပြီးတော့ချန်ပီယံလိဝင်ဝင်ကိုပို့ပြီးအာရုံစိုက်ဖို့လိုအပ်တာဒီပွဲစဉ်ကအနိုင်ခံမှုအတွက်တခုတည်းသောအကြောင်းပြချက်ဖြစ်ပါတယ်။လေဘာဦးနဲ့တိုက်တဲ့ challenge ပါကြခဏမေးထားလိုက်။အရေးကြီးတာကချန်ပီယံလိဝင်ဝင်ပြိုင်ဘက်တယောက်ကိုအနိုင်ခံပြီးတော့ဂဲတလုံးနဲ့ငှက်နှကောင်ပစ်တဲ့အနိုင်ပွဲစဉ်တစ်ခုဖြစ်ဖို့တော့လိုအပ်ပါတယ်။နောက်တစ်ချက်အရေးကြီးတာကဒီပွဲစဉ်နိုင်လို့ရှိရင်ဆယ်သိန်းလာရောက်လှူဒန်းမဲ့လူရှင်တအူးလည်းရှိနေပါတယ်။ဒါကြောင့်မို့အာဆင်နယ်နိုင်မှဖြစ်ပါပါ။အဆုံးထိကြည့်ပြတယ်လေ။ အားလုံးကိုကျေးဇူးတင်ပါတယ်ဒီစီဇန်လေးကိုဒီကောက်ကွန်ကြီးပောင်းပြီးတဲ့ရှုပေါ်လုံး online အကြီးုံလဲကျေးဇူးတင်ပါတယ်အမှဆုံးမဲ့သူနာဘာဘာဖုန်းနံပါတ်သူညာကို6010669639တူညာဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရိုက်နံပါတ်ဖြစ်လို့ငွေပုံကိုရှာရှိမှဘောလုံးပွဲတွေကိုလောင်းပါဘောလုံးပွဲတွေလုံးဝမလောင်းတော့ဆိုတော့ YouTube မှာကိုထုပ်ပေါ်ရှုရိုက်ရှာပြီးကျွန်တော်အားပေးလို့ရပါတယ်အဘက်ကိုရှုကို Sport Online 9သလုံးမြစ်တူကိုကစားလို့ရနေပါပြီ